အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့စာရေးဆရာမမက်ကြီးဦးရေးသားထားတဲ့မြစ်တာမိုးရည်နဲ့အချာဝတ္ထုတို့များစာအုပ်ထဲမှာမြစ်တာတူရင်မိခင်စိဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမကတော့စာဖတ်သူညက်လင်းကုန်ဖြစ်ပါတယ်ရှင်မြစ်တာတူရင်မိခင်စိကျမချစ်တော်အမေဤအကြောင်းတရားများစွာအနဲ့ပုံမြစ်တဲ့ဘုတ်ကဲ့သို့တဖွားဖွားပြောလို့ရှိသောစကားမှာ အမေကလည်းတာယောက်ကြားလေးတွေပဲမွေးမွေးနေတာအဲ့ဒါသမီးမင်းကလေးလိုချင်လွန်လို့ကြာခွဲစတုံးလေးထုံးပြီးဘိုင်းငင်နေတဲ့မင်းကလေးပေါ်ငါးချက်တန်ငွေဆက်ကူလေးကိုအမေချွေးကန်အင်ဂျီအိတ်ထဲအမေထက်ထဲထားတဲ့အမေမြစ်တာစိတ်တကူဘလောက်အစွမ်းထက်တယ်လဲဆိုဟောအခုငါးချက်တန်နဲ့ကမင်းကလေးပုံအတိုင်းတတိယတည်းပဲလာချက်ကမလွဲဘူးတော့တကယ်တမ်းလဲအခုနှစ်ယောက်ရှိွေး အကိုအငယ်နှင့်ငါးနှစ်ချာမွေးလာတော့ကျမမှာအကိုများဝတ်ဆင်ရန်မတော်တော်စွကြဲကြက်အိမ်ညင်နှင့်ဘောင်းမီများကို အိမ်နေဝတ်ဆင်ရသည့်အခါတွင်စည်ရင်ဝိုင်းကြောက်ွယ်စုံထုံ၍စွကြဲလက်ပြန်ဘောင်းမီတို့နှင့်ဖန်ခုံနေသောဇဲတောက်နေသောထုံစီတိုးနေသောကျမကိုကျမပြန်မြင်အောင်ရင်သဘောကျပြောမိပါရဲ့မိသားစုတွင် အငယ်ဆုံးဖြစ်သောကျမသည်အလုံးအီ သူ့ပြုံအလိုလိုက်ခြင်းနဲ့ကြည်ချင်းကိုခံရသည့်အတွေ့ကျမ်းမှာရှင်လန်းတော်ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အစားအသောက်တွင်လည်းဟန်တာကန့်ကွက်သူမရှိရကကျမ၏ခန္ဓာကိုယ်သည် အနှင်းငယ်စူဖြိုးနေပါတယ်။ထိုစူဖြိုးမှုတို့၏အချိန်ကြာအနာတရဖြစ်ခဲ့လျင်လည်းတော်တော်နှင့်မကျန်နိုင်ခဲ့ပါ။ကျမအကိုနှစ်ယောက်သည်ယောက်ျားလေးများပြီးပြီးကွင်းကြိုကွင်းကြာကုန်းကြိုကုန်းကြာ သွားလာစောကစားတတ်ပါတယ်။ကျမသည် အကိုနှစ်ယောက်သွားလျာတော့လိုက်ချင်သည့်အခါထီမီခမ်းမိမိကိုစိုးရိမ်၍ခေါ်မတော်လျင်အော်ဟစ်ငိုရတိုင်တန်းတက်၍ကျမလည်းမလိုက်ရအကိုနှစ်ယောက်လည်းမသွားရတော့ပါ။တနေ့တွင် အကိုငယ်ကကျမအားမြမလေးတို့ကြပန်းသွားခိုးမလို့လိုက်ချင်ရင်ဘသူမှမပြောရဘူး။ငိုလည်းမငိုရဘူးနော်ဟိုတတိယူ၍ ျစ်မကြာပန်းကိုလိုက်သွားမိပါတယ်။ကြာအိုင်တဲ့တော့စင်ခွေမရတော့ကျမမှာ ကိုကြီးနဲ့ကိုငယ်ခုပေးတော့ပန်းများကို အိုင်ဆက်မှာကောက်ယူပြီးတနေရာတဲ့တွင်စုပုံထားရပါတယ်။တောင်ပုံရာပုံဖြစ်နေသောပန်းများကိုကြည့်၍ပျော်ရွှင်မြူးတူးနေသောကျမသည်အပြန်အလှန်တွင်ရိုးချမ်းကိုတရားလေးပေါ်မှာချီချော်ကြခဲ့ပါတယ်။ကဲအားလျော်စွာရေမနစ်ခဲ့တော်လဲဝါဒရာစတခုသည် ။စူပြိုးလာတော့ကျမ၏ခြေတလုံးသားတဲ့သူပြန်ရှာစိုက်ဝင်သွားခဲ့ပါရဲ့။ခရီးနှင့်နောက်ဘဲသွားသွားမလိုက်ရမှဆိုသည့်အတွေ့အနာနာတော်လဲစိတ်မိတ်တိခန့်၍အကိုများ၏ပြုစုမှုအောက်တွင်အနာရေစိဖုံမုံများတိတ်ထက်ပြီးတိတ်ဆိတ်စွာပြန်ခဲ့ရပါရဲ့။အိမ်ပြန်ရောက်တော်လဲအနာကိစ္စအမိတ်အာမပြောပဲအနာကိုမမြင်မိစေရန်လုံကြီးကိုမဝိစဘူးကျမဝတ်ထားမိပါတယ် မိမဝထမိန်လုံးချင်းနဲ့တိတ်ဆိတ်ညီတဲ့နေသောကျမကိုကြည်၍ပီတိဖြစ်နေသောမျက်နာနဲ့အဖေအားတီတူစကားဆိုတဲ့ကျမကြားခဲ့ပါတယ်။ကိုရစ်သမီးတော့အပြိုစိတ်ဝင်ကျင်လာပြီးထင်ပါရဲ့။ကျမမှာတော့ကျမအနာကျမသာတည်တမို့ဖုံးဖီကာကွယ်ရန်သာကြိုးစားနေမိပါတယ်။ထိုအနာတည်တည်အားဖုံးကွယ်ထားမိသောကျမသည်တနေ့တော့အခါ အယိုးထိလို့နေပါပြည်များလှိုက်စား၍လမ်းလျှောက်၍မရနိုင်လောက်အောင်ဆိုးဝါးသောပြည်တဲနာကြီးဖြစ်မှအမေအားပြသမိပါရယ်ကျမအနာကိုမြင်မိလိုက်ချိန်တွင် အမေသည်ရင်ဘက်စီတီခီးချ၍ငိုပါတော့တယ်တပတ်လောက်ရှိနေပြီနို့အိမ်တစ်ခုလုံးတစ်စစ်စစ်နဲ့ကြိုက်ကြိုက်နေတာဘယ်ကလေးနေမကောင်းဖြစ်ပါမလဲလို့စိုးရိမ်စိမ်နဲ့ဖျားကုံတော်များရွတ်ရွတ်ပြီးနို့ကိုတက်ချနေရတာ ငါသမီးလေးအနာကြောင်ဆိုတာမသိခဲ့ဘူးငါမကြည့်ခဲ့မိဘူးဟိုသူ့ကိုယ်သူအပြစ်တင်ရင်တောက်တရားမရစိတ်စရာပင်စေကိုစေလူနာမေးဗေရင်မေးညစွာဆုံးလင်အောင်လုပ်ခဲ့ပါတယ်သာသမီများအပေါ်တွင်ကြာရောက်လာမည်ဘေးဒုက္ခယောဂများကိုအမေ၏မေတ္တာစိတ်တကိုနှင့်နမိတ်ဆိုးများလည်းမြင်တတ်ကြောင်းကျမအံ့ဩစွာ သိရှိနားလည်မိပါရယ်ကျမခြေတော်အနာဤပတ်ဝန်းကျင်တစ်ခုလုံး နီမြန်ရှောင်ကန်း၍အလယ်နားလောက်တွင်ဤအေးဖြူဖြူလေးများစိတ်ထွက်သောအခါအဖေနှင့်ကိုကြည်သည် ကျမအားချုပ်ကန်၍အနာပတ်ဝန်းကျင်ကိုဖိညက်ပြီးပြည်ရဲများကိုထွက်စေပါသည်။နာလွန်၍ထွန့်ထွန့်လုံးနေသော ကျမအားမမြင်ရသည့်အမေသည် အဖေအားကိုရင်တော့ပါတော့ကျမသမီးကို ကျမလှုပ်ပေးမယ်။ဆိုပြီးအနာအဝအနာကပ်၍အားငွေပေးပြီး ။ဤရဲများကိုပါဇက်ဖြင့်သုံးလိုက်ထွေလိုက်လင်းငါ၆ခါပြုတ်လုံပေးပါရယ်။အာငွေနှွေနှွေနှင့်စုတ်ထုတ်ခံရသောကြောင့်ကျမတို့လည်းပြင်းထန်သည့်နာကျင်မှုကိုမခံစားရပဲမောပန်းစွာအိမ်မောကျသွားရပါရယ်။ကျမအနာသက်သာလာသည့်အချိန်တွင် အဖေသည်အမေအားကြည်စဲစကားဆိုပါတယ်။ငါမိမကဘယ်မိသားရနဲ့အမျိုးတော်တယ်။ပြည်တွင်နဲ့အနာကိုစုတ်ထုတ်ကုပေးတတ်တာတကယ်ပါပဲ။ ျစ်မအနာမအစာပြေ၍ရေတရာအဖြစ်ပေးမဲ့ပေးထားရသော ကျမရဲမာလီတကောင်လည်းကျမတို့အိမ်သို့ရောက်ရှိလာခဲ့ပါတယ်။ကျမထော်နေထော်နေနဲ့လမ်းစာရှောက်နိုင်သည့်အချိန်တွင် ကျမလည်းသည်အိုအိုရန်အတွေ့တင်းရှာအတန်ပေးချိန်ကို ကြားရပါတော့တယ်။တရိษံသားတဲ့မိခင်အတွေ့အမေသည်ယာဒီအိုတို့တန်အကြတရိษံများ၏ဘေးဒဏ်များမကြောက်ရောက်စေရန် အန်တရဲ့အမျိုးမျိုးကိုတွေ့၍ ရွေးထွေးလုံကြုံသောဝိကျင်းတွင်ကျမလေးအားတာဥမွေးမှုပြုစေခဲ့ပါသည်ကျမခြေတော်အနာကင်းပြောက်၍လမ်းလျှောက်ဆော့နေချိန်တွင် ကျမလေးသည်လည်းကျပကလေးကိုးကောင်နှင့်အတူဝိကျင်းအပြင်ထွက်၍ခြေနှစ်ဖက်နှင့်မြေကိုရက်ပြီးအစာရှာနီးများစွာတို့ကိုတင်ပေးနေပါသည်ကျမလေးသည်တားထိန်တော်လာသည်ကြက်ကလေးများအတွေ့အန်ဒီယေကိုပူပင်ကြီးစွာဖြင့် လေဆန်းတမောမောနဲ့အာယုံခံတတ်တယ်။ကျန်းသူဘေးမှာအကာအကွယ်လိုလျင်ပြေလွာ ပုန်းခိုရန်အတွက်စူညံသောအာလောတန်ကိုပေးတတ်တယ်။အမေသည်ကြက်စာပဲ့ကြွရင်းကျမလည်းဤသာသမီပေါ်တွင်ထားရှိသည့်မိခင်စိတ်အားကြီးမှုနှင့်ကျန်းအပေါင်းမှာကာကွယ်ပေးလိုစိတ်ကြီးမှုတို့ကိုတဖော့ဖော့ပြော၍ထောပနာပြုတယ်။ကြက်ကလေးများအတွက်အဆက်အစအရာရာအာကိုချစ်ခင်ရသော ျက်မအီမသည်ရင်ကျက်ရဲရင်လာတော့ကျက်မကြီးအဖြစ်အမေသဘောကျ၍မစုံနိုင်တော့ပါ တနေ့တွင် ကိုကြီးသည်အယောင်နေကျင်ကျင်နှင့်ခွေးတကောင်အားခေါ်ယူမိခဲ့ပါသည်ကျမတို့၏တာကျင်တူအိမ်မှာခွေးဖြစ်နေ၍ကိုကြီးနှင့်လက်ပေါ်တည်းရှိပြီးကျမတို့အိမ်သားများနှင့်လည်းမစိမ့်လာပါအိမ်သို့ရောက်ပြီးမကြခင်ပင် အသားကျသွားသောခွေးနီမသည်တစ်ချက်လုံးလှက်ပန်စော်ကစားတော်တယ် ကျတဲ့အုံမှာမိသားစုနားတော့လဲမရောမလဲဖြင့်ချင့်ကတ်တယ်။ဟိုဘက်ချောင်းဒီဘက်လှန်တို့ရေစော်တယ်။ကျမအေးမကြီးသည် ခွေးနီမကိုသတိထားနေတယ်။ကျမိသားစုအားရံမမူရံအတွဲအစာကျွေးချိန်ကြက်ကလေးများဝူးချင်းအပြင် ထုတ်ချိန်များတွင် အနီးနားမှစောက်ရှောက်နေသောအမေသည် ခွေးနီမအားစူပူအော်ဟစ်၍တားတယ်။ချောက်လန့်ပြစ်ပေါက်တယ်။သို့တော့ခွေးနီမသည် အစတန်လာတယ်။ကြက်ကလေးများအားကိုက်ဟန်ပြု၍ဇက်ကိုဖြဲလိုက်ပိတ်လိုက်လို့တယ်။ကျမကြီးသည် ခွေးနေမနှင့်ဝေးရသောရှောင်းတိတ်နိုင်တော်လဲ။ကြက်ကလေးများမှာဟိုတကောင်တီတကောင်နှင့်တကွဲတပြားစီဖြစ်ကုန်တယ်။ထိုအချိန်လေးကို မြင်သောကျမကြီးသည်တောင်မန်နှစ်ဖက်ကို အစွမ်းကုန်ဖွင့်ကားလျက်အချိန်ပြည့်စွာယူ၍ခွေးနေမ၏မျက်နှာအားကုတ်ချစ်တိုက်ခိုက်တော်တယ်။ ပွေးနီမအိမ်မျက်လုံးအိမ်မှာသွေးများကြဆင်းလာပြီးနာကျင်သည့်ဝိရဏသံဖြင့်တကင်ကင်အော်ရင် ထွက်ပြေးသွားပါတယ်ဒေါသအရင်မပြေသေးသောကျမကြီးသည်တကက်ကက်နှင့်အာလုံတန်ပြူခြင်းတောင်မန်ကိုတဖက်ဆောင်ဝဲလှည့်၍ကြက်ကလေးများအားရင်ခွင်အောက်သို့စုပိုက်လိုက်ပါတယ်အမေသည်ပွေးနီမနှင့်ကျမကြီးတို့၏ရံပွဲအားအစာအဆုံးသိမြင်နေတယ်ပွေးနီမ၏မျက်လုံးထဲမှာသွေးများစိကြလာသည်ကို မြင်းတော်ကိုကြီးမှာကျမကြီးအားခဲနေပေါက်တယ်။ဝါတော့အတော်အစားများဖြင့်ပြစ်တယ်။တက်ပြစ်မီဟိုလည်းကြိမ်မောင်းနေတယ်။ထိုအခါအမေကတိုင်ကျမကြီးကိုရံမလုံးနဲ့ကျမကြီးတခုခုဖြစ်သွားရင်ကြက်ကလေးတွေဒုက္ခရောက်ကုန်မှာပေါ့။ကျမကြီးကသူသားသမီးတွေအတွက်သူကွယ်တာလေ။ကျမကြီးရဲ့မိခင်ဆက်ကအန်ဒီကို ရင်ဆိုင်တိုက်ခိုက်တာ။တမရကရံလို့လို့လောက်တာမှမဟုတ်တာတားရဲ့။ ဟိုပြောက်ပြနှစ်သိမ့်ပေးခဲ့ပါတယ်။ခွေးနီမအီမျက်လုံးအိမ်မှာသွေးနီနီတို့ကိုမကြည့်ရနိုင်တော့ကိုကြီးတီခွေးနီမအာကြောခိုင်ထားခဲ့ပါတယ်။ဂျင်နာတနာစိတ်ကြည်လွန်တော့အမေမာသာခွေးနီမအာပွေပန်၍အလေးဆန်စေကိုဆရာဝန်စီရောက်ခဲ့ရပါတယ်။တန်ရအခြေအနေသိရန်မျက်လုံးအိမ်တဝိုက်အားရေးဖြည့်တန်ရှင်းစေတော့အခါအမေတီခွေးနီမအာစကားများတွတ်တွတ်ပြော၍ချုံမော့နေပါတယ်။ ကိုင်းနီမကလည်းအမေစကားများကို နားလည်သည့်အလားညင်းဆန်ရုန်းကန်ခြင်းမပြိုပဲညီတဲ့စွာခံယူနေပါတယ်။ညီတို့အပေါ်ရမဆိုချီချင်းကျင်နာခြင်း၊တန်ရောစင်တွင်ကြီးတတ်ခြင်းနဲ့ကိုချင်းစာနာနားလည်ပေးတတ်ခြင်းတို့သည်ကျမအမေဤမိခင်ဆန်သောချစ်စရာဘီဆိုင်စရာဖြစ်မည်ထင်ပါ रे ။ကျမတို့ခြံဝင်းတစ်ခုလုံးသည်တလေးဆန်ပေါင်းစုံရှိ၍ချီသည်များတလေးဆန်များအတွေ့အစားအစာများကို အမေသည်ဈေးသွားဝယ်ပြီးစီမံတက်ပါတယ်။ကြီးကန်းများအတွေ့ငါအခြေကွန်ငဖယ်နှင့်အိုးเจ้าများချင်းကလေးများအတွေ့ပြောင်းစင်းနှင့်ဇစုံအိုးမုံလာအိုးတေးသေးလေးများကြက်ခိုးနှင့်စားကလေးများအတွေ့စပားတွဲနှင့်သကွဲခွေးနီမအတွေ့မူအမေသည်သူ့အတွေ့ဟင်းဝေစုထဲမှ ဖဲချမ်းလေးရှိပါတယ်။အဘဲเจ้าဆိုသောခွေးနီမတွင် ကိုဝင်လွှဲထားရ၍ဖြစ်ပါတယ်။ ဆောင်းနှင်းရဲ့တခုတွင် ခွေးနေမှသည်ရင်သွေးသုံးကောင်ကို ပေါက်ဖွာပေးခဲ့ပါသည်ခွေးလေးများမပေါက်မီ တပတ်အလိုလောက်တွင် ခွေးနေမှအားခြံဝင်းထဲတွင် သွာလာလှုပ်ရှားမှုများမတွေ့ရတော့ပါ တခါတရံမှသာ အစာစားရန်ထွက်လာပြီးစားပြီးသည်နှင့်ပြောက်ွယ်သွားတတ်ပါသည်ခွေးနေမှ၏ပူနေသောဗိုက်ကြီးပိန်ချက်၍နိုးများဖောင်းကားနေသည်ကို တွေ့မှခွေးကလေးများမှုေးပြီးကြောင်းသိရပါသည် ဘယ်နေရာတွင်မွေးသည်ကိုတော့အမေမလွယ်၍မိသူများမသိပါတားတယ်မဲ့အိဖြစ်လာသောခွေးနီမအားအမေသည်အမေသာအယော့အသားစာအနှဲငယ်တို့နှင့်ဇံကိုရော့ကြူချက်ပေးပါတယ်တမိ အားရှိအောင်စားဒါမှခလေးတွေနိုးဝမယ်ဟိုလူကိုပြုစုသလိုပြောတယ်ကျမသည်ခွေးနီမအားတမိဟုခေါ်တာအမေကိုစိတ်ကောင်းမိတယ်တမိခွေးနီမနဲ့ညီမမဟုတ်ဘူးနော် ို့ဘူတော်တတ်တယ်မိခင်စိတ်မှာညှို့ပြောင်းညှက်သက်သည်ကျင်နာချင်းအတန်ထွက်သည်ဤသမီးဆိုသည်အတန်ထွက်ဖြစ်ကြောင်းကျမကောင်းစွာသဘောမပေါက်နိုင်ခဲ့ပါခွေးညီမ၏အတိုက်ကိုကျမတို့မောင်နှမရှာဖွေခဲ့ပါတယ်အစာစားပြီးပျောက်တော်တတ်၍ခြေရခန့်လိုက်၍လည်းမရခဲ့ပါအန်ဒီရဲ့အပေါင်းတို့၏လုံခြုံဘေးကင်းရာကိုဘယ်နေရာမှာရှာဖွေတွေ့ရှိခဲ့ပါသလဲခွေးညီမသည် စိတ်ချရသော သူ့တခင်ဖြစ်သည့်ကျမမေရှိမောက်တို့သူကလေးများအားယူဆောင်ပြသခဲ့ပါပြီ။အယောင်အသွေးစုံလင်၍ပိုးတီကောင်ငယ်လေးများလိုဝမ်းပိုက်နှင့်မြေကြီးထိဆက်နေသောတုတ်တုတ်ခဲခဲချစ်စရာခွေးကလေးများကို အမေရှိသူခေါ်လာပြီးသူရှာဖြင့်ခွေးကလေးများ၏ကိုယ်လုံးလေးများကိုရက်ပြီးတန်ရှင်းနေစေပါれ။ခွေးနေမသည့်အမေချောင်များကို တိုးဝေနှမ်းရုပ်လျက်သူသားသမီးများအား အသည့်အမတ်ပြူချစ်စေခြင်းမို့ရပါတယ်။အမေချတော်နာမှာခွေးနေမအိပိုက်အောက်တွင်မမီမကန်းနှင့်နူလှမ်းစုံနေသောခွေးငယ်လေးများအားကန်တွယ်ချီပိုးလို့စေပြင်းပြလာသောကျမသည်အဖြူကန်ပေါ်တွင် အနက်နှင့်အုံးခွန်ရောင်စက်ကြောင်ခွေးဒီလေးတစ်ကောင်အားကောက်ယူချီပွေလိုက်ပါတယ်။ထိုအချိန်တွင်မမျော်လင့်သော ခွေးနေမအိကိုက်ခဲခြင်းကိုကျမပြင်းထန်စွာခံစားလိုက်ရပါတယ်။ အားဆိုတော့ကျမ၏နာကျင်သည့်ဝိရဏအစောတွင်တာကြီးမလုံနဲ့မလုံပါနဲ့ဆိုတော့အမေအတန်ဒီခွေးမှာတက်ပြမှာအေးမယ်ဆိုတော့အဖေဒေါ်သာကျိန်မောင်းတဲ့များအစောတွင်ကျမအငိုရရွေပတ်ဝန်းကျင်ကိုကြည့်မိတော့အခါကိုကြီးနှင့်အဖေအားရှိသမျှအားနှင့်တွန်းလှန်တားဆီးနေသောအမေမှာသပင်များဖျော်ဖျက်နှင့်ရည်ရည်ပေါင်းကြီးများ တလိမ့်လိမ့်စီကြရင် ဝိနေမအားရံမပြူရန်ဒွတ်ဒွတ်တို့တောင်းပန်နေကြပါတယ်။အဖေနဲ့ကိုကြီးခြံဝိုင်းထဲမှာထွက်သွားပြီလျင်အမေသည်ကျမလက်မှတန်ရာကို ရေတန့်စင်ပြီးစေးလင်းစေးထည့်လို့ရင်ခွေးနီမသည်ခွေးလေးများ၏မအေဖြစ်သည့်အတွေ့ခွေးလေးများထိခိုက်မည်ဆို၍မအေကြီးမှကာကွယ်ခြင်းဖြစ်ကြောင်းသာသမီများအပေါ်ကာကွယ်ဆောက်ရှောက်လိုသောမိခင်စိတ်သည်တိရစ္ဆာန်များတွင်အတားအဆီးမဲ့ရှိတတ်ကြောင်းလူနေတိရစ္ဆာန်ကွာခြားသည်မှာ စင်ကျင်တော်တရားဖြစ်ကြ။ဘွေးနေမသည်သူသားသမီးများ၏ရန်သူထင်၍ကာကွယ်ခြင်းဖြစ်ကြ။အေးအေးသက်သာရှင်းပြခဲ့ပါရယ်။ဘဲမိတာရာတခြင်းတန်ကိုကြာရသည့်အခါတိုင်းတတိလွယ်၍ရိုးဆက်ပေါက်ဖွားသည့်မြေတီတတော်မဆုံး။သမီးဆိုသည့်ကျင်နာတန်ကိုကြားရောက်၌အမေမြတာကိုနားလည်၍အမေအာလုံးတို့အားဒေစာတက်မိုးထားတတ်သောကျမ၏အမေအားအခြားအမေများ တုပရှင်နိုင်ဘွယ်ရာမမြင်တော့ပါချေပြီဟုတ်ကဲ့ပါရှင်တိုင်းဆီယာမမက်ဂျီအိုရေးသားထားတဲ့မြစ်တာတူရိပ်မိခင်စိဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်